ားလုံးပဲမိင်္ဂလာပါရှင်မြန်မာဝိုင်းတီချန်နယ်ကနေပရိသတ်များအားလုံးကြိုဆိုပါရစေဒီနေ့မှာတော့အစာရေးသူဇေယနာ ရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မှော်သမန်းကြားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်တိုင်းမှာသိရှိနိုင်မှု notify bell လေးနှိပ်ပြီးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါတော့မယ်နှင်းဆက်တွေတဖြောင်းဖြောင်းကျနေပြီမြူကိုမြူမုံနဲ့မှိုင်းညို့နေတဲ့ဟူကောင်းချိုက်ဝမ်ဒေသကြီးကရောက်လာသူတွေကို လွမ်းမောအောင်တမိတကပြုလုပ်နေခဲ့တယ်။ဒီလိုချိန်ခါကဟူကောင်းချိုင်ဝမ်ဒေသမှာနေထိုင်ကြတဲ့ထမန်တီလူမျိုးတွေရဲ့အမဲလိုက်ရာသီလည်းဖြစ်တယ်။ထမန်တီလူမျိုးအများစုကအမဲလိုက်တဲ့အခါလေးတဲ့များကိုအသုံးပြုပြီးတားကောင်တွေကိုဖမ်းဆီးကြတယ်။တောကောက်အကြီးကြီးဖမ်းနိုင်တဲ့သူတို့တော့ရရရဲ့စံပြသူရဲ့ကောင်းကြီးအဖြစ်လဲဂုံမြူတက်ကြသေးရဲ့ဒါကြောင့်ရရထဲမှာရှိရဲ့သွေးကြွားတဲ့လူငယ်အများစုကအမဲလိုက်ရာသီရောက်တဲ့အခါရရရဲ့စံပြသူရဲ့ကောင်းဖြစ်ဖို့စိတ်အားထက်သန်နေခဲ့ကြတယ် လေအဟုန်ခွင်းပြီးပြန်တန်းလာတဲ့မြတန်းကတစ်ပင်အလဲမှာစိုက်ထားတဲ့ပြက်မှန်တက်တဲ့ကိုစိုက်ဝင်သွားခဲ့တယ်။ပြစ်ချက်ကတော့အရန်ကောင်းတယ်မဲခေါရင်ဒီလိုမြတ်ချက်ကိုတောကောင်ကြီးရေတောက်ခံနိုင်မှာမဟုတ်ဘူးကွာ။လက်ခုပ်လက်ဝါးတီးပြီးအားပေးစကားဆူလိုက်တဲ့ရဲနောင်ရဲစကားကြောင့်မဲခေါလက်ထဲမှာကင်ထားတဲ့လေကိုအောက်ချလိုက်ပြီးတော့ဒီနေ့တော့ငါဆံပြသူရဲကောင်ဖြစ်ရမယ်။တောလိုက်ပွဲတော်ကလည်းမကြခင်လာတော့မယ်ဆိုတော့လူဝဲတဲ့ပစ္စည်းရေစုဖို့အမင်းတောင်းမင်းနော်။အေးပါ ငါလည်းရသလောက်ဆုထားပြီးပြီမင်းသာဒီနေ့စံပြဖြစ်အောင်လှုပ်ဆမ်းပါမဲခေါင်လည်းတပင်းအလေမှာစိုက်ဝင်နေတဲ့မြားတံကိုဆွဲနှုတ်ရင်းနဲ့ဒီနေ့တေကြပေါက်ကိုအောင်မြင်ရမယ်ဆိုပြီးကျုံဝလိုက်တော့တယ်တတောင်တောင်ဆိုတဲ့ခေါင်းလောင်းတဲ့အစုံမှာစုညာပွက်လောရိုက်နေကြတဲ့လူအုပ်စုကမိကုန်ရင်နဲ့နှိမ့်လိုက်တယ်လို့တိတ်ဆိတ်သွားကြတော့တယ်ပြန်ပွဲဝင်ကြမယ်လူငယ်အလုံးနားထောင်ကြပါ မကြခင်မင်းတို့ရဲ့အမဲလိုက်ဆွဲရေးကိုပေါ်ထုတ်ပြသနိုင်မယ့်အခွင့်အရေးကြီးကိုစတင်ခွင့်ရတော့မယ် ီပြိုင်ပွဲမှာမလို့နီးနဲ့ဖြစ်ဖြစ်တားကောင်ဖမ်းဆီးနိုင်တယ်။တော်ရဲသွားရင်ပြိုင်ပွဲဝင်သူတဦးသာသွားခွင့်ရှိရဲ့။ကိုဖမ်းခဲ့တဲ့တားကောင်အမျိုးသားအရွယ်စားရီကိုကြည့်ပြီးတော့ရွာရဲ့စံပြသူရဲ့ကောင်ဖြစ်ထိုင်မဖြစ်တိုက်ကိုဟောရီယာအကဲဖြတ်လူကြီးတွေကဆုံးဖြတ်ပေးနိုင်မယ်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်အကဲဖြတ်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာရမယ်။အကဲဖြတ်တိုင်းကြီးကလည်းတမတမန်ကြကြဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။အခုနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ခေါင်းလောင်းတီးတန့်ကြရနဲ့ပြိုင်ပွဲစမယ်။ ညနေနေဝင်ရီတရအပြုံမတွေရေခက်စင်းတဲ့အချိန်အမိပြန်လာပြီးရတဲ့သားကောင်ကိုကိုအတွက်သတ်မှတ်ပေးထားတဲ့နေရာမှာချထားရမယ်။အချိန်သိန်းနောက်ကြမှရောက်လာခရင်တော့ပြန်ပွဲရနေထုတ်ပယ်ရလိမ့်မယ်။မရှင်းတာဘာရှိလဲဟဲ့။မရှိပါဘူး။အေးမရှိဘူးဆိုရင်ပြန်ပွဲစပြီ။အကဲဖြတ်တိုင်ရဲ့စကားအဆုံးမှာကျဲလောင်နဲ့ခေါင်းလောင်းတန်တန်ထွက်ပေါ်လာခဲ့တော့တယ်။ညူခုံးမြွေတွေအုံမနိုင်ရဲ့ရာသီဖြစ်တဲ့အတွက်တောအုပ်အတွင်ပိုင်းနေရာတွေက ယုတ်တရက်မမြင်ရတော့အောင်မဲမှောင်နေခဲ့တယ်။ယုတ်တရက်ထွက်ပေါ်လာတဲ့တိတ်ကိုင်းကြောင့်နင်းတန်ကြောင့်မဲခေါင်ကခါးကြမှာထူထားတဲ့ဓမြောင်းအသာဆန်းထုတ်လိုက်ပြီးအတန်ကြားရဘက်ကိုတတိကြီးစွာထိုင်နေချင်းကက်လိုက်ခဲ့လိုက်တယ်။ငယ်စဉ်ခါကအဖိုးဖြစ်သူရဲ့တောလိုက်ဖူးတဲ့အတွေ့အကြုံကြောင့်တောတိုးလာတဲ့အကောင်ကတာမန်အကောင်ငယ်လေးတွေမဖြစ်နိုင်ဘူးဆိုတာကိုမသိစိတ်ကအချက်ပေးနေခဲ့တယ်။အတန်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက်လက်တဲရလေးနဲ့များကိုအတန်ကြားရဘက်လှည့်ပြီးစောင့်နေရခြင်း လူအခန်းဆောင်လောက်ရှိတဲ့တောဝက်တကောင်ကိုတွေ့လာရတယ်။တောဝက်ကတော့မဲခေါအောင်မမြင်ပဲအနားမှာရှိတဲ့မြင့်စုတွေကိုစိတ်တန်းကြစားတောက်နေခဲ့တယ်။မဲခေါလည်းလက်ထဲရလင်းနဲ့များကိုတောဝက်ရဲ့ချက်ကောင်းနေရအောင်ချိန်ရွယ်လိုက်ပြီးတော့အသေးပြည့်ခန့်ရလုံနေတဲ့အချိန်ဝါဟုဆိုတဲ့အတန်းနဲ့တူလူတရားလာမြင့်တဲ့ကြားတကောင်ကအနားမှာရှိနေတဲ့ခြုံထဲကနေခုံထွက်လာပြီးတော့တောဝက်ရဲ့ခုတ်ကိုခဲပါလေရောမဲခေါလည်းတောဝက်ကိုပဲပြည့်ရမလားကြောက်ပဲပြည့်ရမလားတွေ့ဝင်နေတဲ့ချိန် တော်ဝက်နဲ့ကိုးထောင်ကြာရဲ့တပ်ဖွဲ့ကမဲခေါင်တောင်ရောက်လာခဲ့တယ်။မပြစ်ပဲထပြေးပြန်ရင်လဲသူလွတ်မှာမဟုတ်ဘူးဆိုတာရင်းမိရဲ့မဲခေါင်ကတော်ဝက်ရဲ့ကုတ်ကိုမလွတ်တန်းခဲထားတဲ့ကိုးထောင်ကြာရဲ့နှလုံးတက်တဲ့နေရာကိုညာနဲ့ပြစ်ထည့်လိုက်တယ်။လင်းညိုတန်ကိုကြားလိုက်ရတဲ့ကိုးထောင်ကြာကတော်ဝက်ကိုကြိုက်ထားရင်ကိုတစ်ဖက်လှဲချလိုက်ရာမဲခေါင်ရဲ့မြားကကိုးထောင်ကြာရဲ့နှလုံးတက်တဲ့မှာမဆိုင်ပဲလက်ဖြံမှာစိုက်ဝင်သွားခဲ့တယ်။အစိမ့်လူများစိုက်ဝင်သွားတဲ့ကိုးထောင်ကြာကလည်း တောင်းဝက်ကိုအလို့မပေးပဲကြိုက်ခဲကတော်ရဲပြေးဝင်သွားခဲ့တယ်။ပဇန်နာရောက်ခန့်ဒီမှာလွတ်သွားခဲ့တဲ့မဲခေါင်ကတောင်းတစ်ချက်ခောက်လိုက်ပြီးမကြည်မနှက်ဖြစ်သွားပြီးတော့တော်ရဲကိုဆက်ဝင်လာခဲ့လိုက်တယ်။နေ့နေ့ဆောင်ကန်နေ့ထိတောင်းကောက်ကြီးရဲ့မမေရရမတွေ့ရကြောင့်စိတ်တက်ကြနေတဲ့ချိန်ပလက်ပလက်ဆိုပြီးတခုခုကိုရှာနေရက်နေရဲ့အတန်ကိုကြားလိုက်ရတယ်။မဲခေါင်လည်းအတန်ကြားရဘက်ကိုခြေတံမကြားအောင်တိုးသွားပြီးတော့လေတိုက်ရအောင်အကဲခတ်လိုက်တယ်။လေယာဉ်နဲ့အတန်ကြားရဘက်ကနေတိုက်နေတဲ့အတွက် လူနဲ့မရနိုင်တော့ဘူးဆိုတာသိရမဲခေါင်ကထက်မြက်မြက်တိုးသွားပြီးကြည့်လိုက်တော့လူကြီးတင်မလောက်ရှိရဲ့ဆက်ကြီးတစ်ခါကိုတွေ့လိုက်ရတယ်။အတော်တန်ကြီးမားတဲ့ဆက်ကြီးဟာအနည်းရဲ့အနမ်းသက်ကိုမရပဲအောက်မှာရှိနေတဲ့စားခြင်းကိုအငံမရရက်နေခဲ့တယ်။မဲခေါင်လည်းရတဲ့အခွင့်အရေးကိုလက်လွတ်မခံပဲဆက်ကြီးရဲ့ရင်ညွတ်တက်တဲ့ကိုချိန်ရွယ်ပြီးလေးကားကိုလှုပ်ထုတ်လိုက်တယ်။ရင်ညွတ်အလေတက်တဲ့ကိုစိုက်ဝင်သွားတဲ့မြားတန်ကြောင့်စားခြင်းကိုရက်နေရာနေသွေးယူသွေးတန်ထပြေးပါလေရော။မဲခေါင်လည်း ညာတန်းလန်းနဲ့ပြေးသွားတဲ့ဆက်ရက်အနောက်ကိုခြေကုံအောင်ပြေးလိုက်ခဲ့ရာခြေလန်းတရာလောက်အရောက်မှာတော့အစိမ်လူများတန်းကြောင့်ဘိုင်းကနေလဲကျသွားခဲ့တယ်။မဲခေါက်လဲလဲကျနေပြီးတေပြီးဖြစ်နေရဲ့ဆက်ရက်ခြေလက်တီကိုကျိုးနေချီပြီးဂုတ်ပေါ်ထန်းကပြန်ပွဲရှိအောင်ပြန်လာခဲ့လိုက်တယ်။အချိန်ပြည့်ပြီဖြစ်လို့အခုနောက်ပါရောက်လာတဲ့ပြန်ပွဲဝင်တွေကိုလက်ခံတော့မှမဟုတ်ဘူး။ပြန်ပွဲဝင်အားလုံးကိုရထားတဲ့တားကောက်ကိုရဲ့ရှိမှချထားကြပါ။အကဲပြတ်ဒိုင်လူကြီးတွေလိုက်ကြည့်မှဖြစ်ပါတယ်။ စီကံထိန်သိမ်းရေးဖွဲ့ရဲ့စကားဆုံးမှာအကဲပြတ်တိုင်တွေဆင်းလာပြီးတော့ရလာတဲ့တားကောင်တွေကိုလိုက်ကြည့်ခဲ့တယ်။ရွာသူရွာသားတွေအပြင်အပြူမာလေးတွေကလည်းဘသူကစံပြသူရဲ့ကောင်ဖြစ်မလဲသိကျနေကြတဲ့အတွက်စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်လို့ရခင်စံပြသူရဲ့ကောင်ဖြစ်ခဲ့ဘူးရဲ့ရွာသားတချို့ကလည်းပြိုင်ပွဲချိန်တွေကိုစိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။အကဲပြတ်လူကြီးတွေလည်းအချိန်အတန်ကြာလိုက်လံစစ်စစ်ကြည့်ရှုကြမှာတော့အားလုံးနားထောင်ပေးကြပါ မကြာခင်မှာကျုပ်တို့ရွာရဲ့စံပြသူရဲကောင်တယောက်ကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ်။စံပြသူရဲကောင်အရွေးချယ်ခံရတဲ့လူကိုကြိုဆိုကြမဲ့အပြုမရီအတင်းပြင်းရင်ကြင်ညာပေးပါမယ်။အကယ်ပြတ်တိုင်နေရဲ့စကားကိုကြားကျင်နေရဲ့ရွာလူတို့ရဲ့အတန်ကပြန်ပွဲကျင်းမာရနေရတခုလုံးလှမ်းသွားခဲ့တော့တယ်။အားလုံးစောင့်မျှော်နေရဲ့အဖြစ်ကိုအခုပဲကြင်ညာပေးပါတော့မယ်။ဒီနေ့ကျုပ်တို့ရွာရဲ့စံပြသူရဲကောင်စုကိုရရှိသွားတဲ့သူကတော့အကယ်ပြတ်တိုင်ကကြင်ညာခံဒီမှာ ယုတ်တရက်ဆက်မပြောဘဲရက်သွားပြီးပြန်ပွဲဝင်နေကိုတစ်ချက်ဝေးကြည့်ကသူရဲကောင်းစုကိုရာသွားတဲ့သူကတော့ထံမီးပဲဖြစ်ပါတယ်။ထံမီးကပိတ်သက်ချိန်180ရှိရဲ့အေယာမတော်ဝက်ကြီးကိုအသေးဖမ်းဆီးနိုင်ခဲ့တဲ့အတွက်စံပြားစုကိုပေးအပ်ရခြင်းဖြစ်ပါတယ်။ထံမီးရဲ့အနောက်မှာဒုတိယရတဲ့သူကတော့မဲခေါင်ပဲဖြစ်ပါတယ်။သူကတော့ပိတ်သက်ချိန်150ရှိရဲ့ဆက်ကိုအသေးဖမ်းဆီးနိုင်ခဲ့လို့ဒုတိယစုကိုပေးရခြင်းဖြစ်ပါတယ်။တတိယရတဲ့သူကတော့ဘူးတင်ပဲဖြစ်ပါတယ်။သူကတော့ ိတ်သက်ချိတ်130ရှိရဲ့ဂျီကိုဖန်စီရမင်းခဲ့သူဖြစ်ပါတယ်။မဲခေါင်လည်းအကဲပြက်ဒိုင်နီရဲ့စကားကြောင့်ဆံများစူးရသူကိုကြည်လိုက်ရာညာဘက်လက်ဖြန်ကိုအဝေးစားနဲ့ပတ်ထားပြီးနှက်ခမ်းနေပြာနေရဲ့ထံမီးကိုတွေ့လိုက်ရတော့တယ်။မင်းပြောတာဖြစ်နိုင်ပါမလားမဲခေါင်။ဘာလို့မဖြစ်နိုင်ရမှာလဲ။ထံမီးရတဲ့တော်ဝက်ကငါတွေ့ရတော်ဝက်ဆိုတာသိကြပါတယ်။မင်းပြောတော့တောဝက်ကိုကြားတကောင်ကြိုက်ချီသွားတယ်ဆို။ဟုတ်တယ်။ငါလည်းအဲ့ဒါကိုအံ့ဩနေရ။မဟုတ်မှလည်းရော ထံမီးရတမန်ကြများဖြစ်နေမလားဖြစ်နိုင်ပါမလားတမန်ကြဖြစ်ဖို့ကတော်ရုံမရနိုင်ဘူးနော်လူ90လောင်းလေးချင်းမှာတယောက်ပဲရတာဟုတ်တယ်မဟုတ်ဘူးဆိုတာတက်ဒီကောင်ကအပြော့လုံးနေမှာအသေးကြပဲရွာတွေကမိန်းမတွေကလည်းဒီကောင်အပေါ်အတော့အထင်ကြီးနေကြတာဘာလဲမင်းစိတ်ဝင်စားနေရဲ့ကောင်မလေးထံမီးနောက်ပါသွားမှစိတ်ပူနေရလားတော်စမ်းပါကွာငါဘယ်ကောင်မလေးကိုမှမကြိုက်ဘူးငါစိတ်ဝင်စားနေရထံမီးရတကယ်ကြားသွေးပြောင်းနိုင်လားဆိုတာပဲ မင်းဒီလောက်စိတ်ဝင်စားနေငါတို့ဖေကူးခွေတဲ့ဆရာတော်တပါးရှိရဲ့။ तू ကဖုန်းကြီးမဝင်ခင်တမန်ကြားဖြစ်အောင်ပြောင်းနိုင်တယ်လို့ပြောတယ်။ဒါဖြစ်တယ်သွားကြည့်ကြအောင်လေ။အချိန်ရရတာမဟုတ်ဘူး။နှစ်နာရီနီးပါးလမ်းလျှောက်ပြီးရဲ့အချိန်မှာတော့တော်ရဖုန်းကြီးကျောင်းတစ်ကျောင်းစီကိုရောက်လာခဲ့တယ်။လူသူအယောက်ပေါက်နေလာတဲ့နေရာဖြစ်ပေမဲ့ဖုန်းကြီးကျောင်းပတ်ဝန်းကျင်ကခြုံရယ်တွေတပင်းမှမရှိဘဲတန်ရှင်းစင်ကြဲနေခဲ့တယ်။ရဲနောက်ကဖုန်းကြီးကျောင်းရှိရောက်တော့ဆရာတော်ကဒီချိန်တရားထိုင်နေတတ်တယ်။ ငါတို့ကြောင့်အနှောက်ယှက်ဖြစ်နေနိုင်မယ်ခနာဆောင်ကြည့်လိုက်ပါအောင်မဲခေါင်တို့လည်းဆရာတော်ရဲ့လှုံ့ရှားမှုကိုမတွေ့ရမချင်းတော်ရအကြောင်းရှိမှထိုင်ဆောင်နေကြတာနိုင်ဝဲလောက်ကြတော့တော်ရအကြောင်းနေရနေကိုလုံးကိုယ်တဲ့တောင်းတောင်းတင်းတင်းရဟန်းတပါးထွက်လာပြီးတော့တကလေးတို့ဒီယိုပန်ကိစ္စနဲ့လာကြတာလေတပည့်ရောဟာဥဖိုးနီရဲ့သားပါဖေ။သူဟာတပည့်ရောရဲ့တငယ်ချင်းမဲခေါင်ပါ။ဆရာတော်ကိုလာဖူးရင်းနဲ့ကိစ္စလေးနည်းနည်းမေးမြန်းစရာရှိလို့ပါ။တကကြီးဥဖိုးနီသားကို ကျောင်းမော်တက်ကြပါအောင်မဲခေါင်လူနဲ့စီရတော်ခွင့်မြူတဲ့နဲ့တပားကျောင်းမော်တက်လာခဲ့လိုက်တယ်။တကားလေးတို့လာရင်ကိစ္စအောင်ပြောကြပါအောင် တပီးရောက်နာမည်ကမဲခေါင်လူခေါ်ပါတယ်။အရင်လူဘဝတော်ကတမန်ကြားအသွင်ကိုပြောင်းနိုင်နေဆိုပြီးကြားသိခဲ့လို့တပီးရောတမန်ကြားပြောင်းလို့ရမယ်နီလန်းကိုသိကျင်ပါတယ်ဖေရ။တကားလေးတို့လာတာနေရာမှနေပြီးဦးစင်းကအဲ့ဒီအတက်ပညာတွေကိုမေ့ပြစ်ထားတာကြာပြီးဒီလောက်ကအာခုတို့အယမ်းများတယ်။ဦးစင်းမတင်ပေးနိုင်ဘူး။ ပြန်ကြတော့မဲခေါင်တို့လည်းအခြေအနေမတူတဲ့အတွက်ကျောင်းမော်ကပြန်စင်းလာပြီးတော့ရဲနာမင်းမဲပြန်လိုက်တော့ငါဒီမှာနေခဲ့မယ်ဆရာတော်မတင်ပေးမချင်းငါမပြန်ဘူးအဲ့လိုတော့ဘယ်ဖြစ်မလဲမင်းမပါပဲပြန်ရင်ငါ့ကိုတမျိုးထင်ကြမှာပေါ့မယုံရင်ဒီနေရာကိုလမ်းညို့လိုက်ငါ့ကိုဒီပညာမတင်ပေးမချင်းငါမပြန်ဘူးငါမိဘတွေကိုလည်းကြည်ကားအောင်ပြောလိုက်ကွာငငယ်လေးကလုံးမယ်ဆိုရင်တစားခန်းလုံးတက်တဲ့မဲခေါင်ရဲ့အကျင့်ကိုသိတဲ့ရဲနာကငါ့ကိုတပြစ်ပြစ်ကုတ်ပြီးတော့ ပြောခဲ့မိရဲ့ငါဟုတ်မှားတာအေးကွာခေါ်လို့မရမဲ့တူတူနေခဲ့တော့ငါတော့ပြန်ပြီပြောပြီးတော့တော့အကြောင်းကနေပြန်ထွက်လာခဲ့တယ်မင်းဘလို့ပဲလှုပ်လို့ငါတင်ပေးမှမဟုတ်ဘူးပြန်လိုက်ပါတော့မဲခေါင်ကမတင်ပေးမချင်းမပြန်ဘူးဆိုတဲ့စိတ်နဲ့ကြောင်းဝါကနေဘယ်ကူမှမသွားပဲထိုင်နေခဲ့တာနောက်တနေ့မနေ့ရောက်တဲ့အထိဖြစ်လာခဲ့တယ်ဆရာတော်ကလည်းမဲခေါင်ကိုရှိရလို့တော့သဘောမထားပဲလုံးဝမဲ့ကိစ္စတွေကိုလုပ်နေခဲ့တယ်တရရနဲ့တညကြတော့ဘာမှမစားမတော့တဲ့အတွက် မဲခေါင်ရဲ့ကိုရီးယားခွန်အားတွေတပြေးပြေးဆုံးယုတ်လာခဲ့တာခေါင်းတွေမူးနောက်လာပြီးအာကောင်တွေ၆ကက်လာခဲ့တယ်။ဒါအောင်လဲဇွဲမလျှော့တဲ့မဲခေါင်ကပေးကက်ပြီးထိုင်နေခဲ့တယ်။တချက်တချက်သတိလစ်ခနဲ့ဖြစ်သွားတဲ့အထိဆရာတော်ကဂရုမစိုက်ခဲ့ဘူး။သတိရလာရင်တော့ကြောင်မောင်းဝါမှာဆက်ထိုင်နေတယ်။တုံးရမြောင်းနေမှာမဲခေါင်ဘလို့မှမထိန်နိုင်တော့ဘဲအယုတ်ကျိုးပြက်လဲကျသွားတော့တယ်။ရေရေရေပေးပါ။သတိရလာပြီလား။ဆရာတော်တန်ကြောင့် မိထားတဲ့မျက်လုံးကိုအာယူပွင့်ကြည့်လိုက်ရာကျောင်းရှိမြေပြင်မှာမဟုတ်တော့ဘဲကျောင်းပေါ်ရောင်နေရတတိထားမိလိုက်တယ်။မင်းကအတော်ခေါင်းမာတဲ့ကောင်ပဲ။နောက်ရက်ဆိုရင်မင်းအသက်တောင်ရှိရမှာမဟုတ်ဘူး။အရှင်ပြားကတပည့်ရောကိုတပည့်ပြည့်လက်ခံလိုက်ပြီပေါ့နော်။ဇပွဲပေါ်မှာတစ်တီးနဲ့စွန်းကြံနေရှိရဲ။စားပြီးရင်ခဏနားလိုက်အောင်။မဲခေါက်လဲဆရာတော်စကားကြောင့်လှဲနေရကနေထားပြီးဇပွဲပေါ်မှာအသင့်တင်ထားတဲ့စွန်းကြံတွေကိုမြင်ရှက်စွာစားတောင်းလိုက်တော့တယ်။ ညနေဆောင်ရောက်တော့ဆရာတော်ကဇင်းကြံရှောင်းနေရကနေတမန်ကြပြစ်မဲ့သူကတာမန်ဇွဲလုံးလာနေမရအောင်အများထက်ထူတဲ့ဇွဲလုံးလာရှိရမယ်ဒီချက်တွေမင်းစီမှာရှိရဲ့ငါတို့ထမန်တီလူမျိုးတွေရဲ့အမှတ်တညာယူရလဲတမန်ကြပဲဖြစ်တယ်ဒါပေမဲ့ဒီပညာရဲ့ကအကန့်မသိရင်လူစစ်စစ်ကနေတရိစ္ဆာန်တကာဖြစ်ကိုရောက်သွားနိုင်တယ်မင်းတင်ယူနိုင်မမလားတင်ယူနိုင်ပါတယ်တပည့်ရောအစွမ်းကုန်စူးစမ်းပြီးတင်ယူပါမယ်ကောင်းပြီ ဒီပညာရက်တီကိုဘသူ့အမမတင်မိပဲထိမ့်သိမ့်လာတာနှစ်ပေါင်း30ရှိခဲ့ပြီအခုမေမှတမန်ကြားကျင့်စဉ်ကိုကျင့်နိုင်မယ်စွမ်းအားရှိမရှိကိုစမ်းသပ်ဖို့အတွက်အချိန်ကျလာပြီငါးနောက်ကိုလိုက်ခဲ့ပါဆရာတော်ကမဲခါကိုပြောဆိုပြီးကျောင်းမော်ပြန်တက်သွားခဲ့တော့တယ်ကျောင်းမော်ရောက်တော့ရှေဟောင်ကျွန်းတစ်တောင်လေးတလုံးကိုဖွင့်ယူလိုက်ပြီးတော့အထက်ကနေယွန်းမူလေးတပူးကိုထောက်ယူလိုက်တယ်မဲခေါင်လည်းဆရာတော်လောက်ကန်နေသမျှကိုမျက်တောင်မခတ်ပဲကြည်နေခဲ့တယ်ဒီအယုတ်က မေးမှတမန်ကြာဖြစ်နိုင်မဲ့ပါရမီရှိမရှိကိုဆုံးဖြတ်ပေးလိုက်မယ်။မေးလက်နှစ်ဖက်ဆန့်ထားပါ။မဲခေါင်နဲ့ဆရာတော်စကားကြောင့်လက်နှစ်ဖက်ကိုပြန်လိုက်တယ်။ဆရာတော်ကအနီယာဝိကိုဖြိတ်ချလိုက်ပြီးတော့အထက်ရနေတဘာဝကြစွာထူးလှုပ်ထားတဲ့ကြားယုံလေးတယောက်ကိုထုတ်ကမဲခေါင်ရဲ့လက်ပုတ်တင်ပေးလိုက်တယ်။ကြားယုံလေးကမဲခေါင်လက်ပုတ်ရောက်တာနဲ့အသက်ဝင်လာတဲ့အလားလှုပ်ရှားနေခဲ့တယ်။ဆရာတော်ကလှုပ်ရှားလာတဲ့ကြားယုံကိုပိတ်စအနေနဲ့အမြန်အုပ်လိုက်ပြီး ရုံမှုရဲကိုပြန်ထည့်လိုက်တယ်။ မင်းကိုတော့ရိုးရလက်ခံတယ်ဒါကြောင့်မနှက်ပြန်စားပြီးငါပေးတဲ့ဂါထာကိုအခောက်ရည်၈တောင်း၄တောင်းတတီယူရမယ်ဒီရတန်းယူယုံမဲလားကျန်တာဘာလို့ရမလဲယူနေရဲ့ချိန်မှာမင်းကိုကိုလူတယောက်လိုသဘောမထားပဲကြားရိုက်တကောင်လိုတတ်မှတ်ထားရမယ်ဆရာတော်ကမဲခေါကိုလိုင်းနိုင်ရမယ့်အချက်တည်းကိုမှားကြပြီးတော့ကျွန်းတစ်တာလေးကနေပရပါတစ်ခုကိုထုတ်လိုက်ပြီးမန်တန်တပုတ်ကိုချရည်ပေးလိုက်တယ်မဲခေါလည်းနောက်နေရအစပြီးစီအာရောပေးတဲ့မန်တန်ကိုယူဖတ်ခဲ့တယ် ဂါတာခေါရဲ9000ပြည့်ရနေ့မှာရွှေ့နေရင်ခန္ဓာကိုယ်ရရနေအဝါရအမွှေးမြင့်နေထွက်လာခဲ့တယ်။ယုတ်တရက်မြင်လာရတဲ့မြင်ကွင်းကြောင့်မဲခေါစိတ်ကိုပြန်ထိန်ချုပ်လိုက်တဲ့အချိန်အမွှေးရှိတရအသားထဲပြန်ဝင်သွားခဲ့တော့တယ်။ဒီလိုနဲ့နေစဉ်ရဆက်ရွတ်ဖက်လာခဲ့တာအခေါရဲ8400ပြည့်ရနေ့ကိုရောက်လာနေတော့တယ်။အဲဒီနေ့မှာပဲဆရာတော်ကမဲခေါကိုလူသူမရောက်နိုင်တဲ့တောနဲ့ထဲကိုခေါ်သွားပြီးတော့ငါပြောတာတေချာနာထောင်မင်းကအခုချိန်ရစပြီးမင်းရဲ့အဝိတ္တကိုချုပ်ပြီးငါ့ကိုပေးထားပါ မင်းရဲ့စိတ်ထဲမှာငါလူတယောက်ဆိုတဲ့အတွေ့ကိုခေါင်းအားထုတ်ပြီးတော့ငါခွန်အားမလားနဲ့ပြည့်စုံတဲ့ကြားရိုက်တကောင်ဆိုတဲ့စိတ်ကိုသွင်းထားရမယ်။မင်းလည်းစိတ်ကိုလျှော့ထားရမယ်။စိတ်လျှော့ထားတဲ့ချိန်ငါတင်မေးထားတဲ့ကာထာကိုရှုပ်ပြီးအနောက်ကျွန်းသုံးလေးဘက်ထိုးကြည့်ပါ။ဆရာတော်စကားကြောင့်မဲခေါက်တွေဝစ်ထားတဲ့အဝိစားတွေချုပ်လိုက်ပြီးဆရာတော်ရှေ့မှာပုံထားလိုက်တယ်။မင်းအစင်သေးဖြစ်ပြီဆိုရင်စူးစမ်းကြည့်ပါ။မဲခေါက်တွေဆရာတော်စကားကြောင့်စိတ်ကိုလျှော့ချလိုက်ပြီး ကြားရိုက်တကောင်ဆိုတဲ့စိတ်ကိုသွင်းကဂါထာကိုရွတ်ပြီးအနောက်ကျွန်းထိုးလိုက်တယ်ဆိုရင်ပဲမဲခေါင်ရဲ့မျက်နှာကနေအဆွေတွေအမွေးတွေရွှေ့ထွက်လာခဲ့တယ်။စိတ်လျှော့ထားစိတ်လျှော့ပြီးနောက်ထပ်ကျွန်းထက်တူဆရာတော်ရဲ့တန်ကမဲခေါင်နားထဲမှာကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေခဲ့တယ်။မဲခေါင်လည်းအနောက်ကျွန်းသုံးဘက်လောက်ထိုးပြီးချိန်မှာတော့လူစင်စင်ကနေအဝါတကန့်အမဲတကန့်ပါတဲ့ကိုးတော်ကြားဖြစ်ကိုရုတ်တရက်ပြောင်းသွားတော့တယ်။အတီစိတ်လို့နေရဲ့မဲခေါင်က အရှိမရက်နေတဲ့ဆရာတော်ကိုမြင်တော့ကိုက်တက်ဖို့အရှိကိုတိုးလာတဲ့ချိန်ဆရာတော်ကလက်ထဲမှာကင်ထားတဲ့ကြားရုပ်လေးကိုမဲခေါင်မြည်အောင်ပြလိုက်ရာအနောက်ကိုသုံးလေးလမ်းလောက်ပြန်ဆုပ်သွားတော့တယ်ဆရာတော်လည်းမဲခေါင်ရဲ့ကိုနေဟန်ထားခြင်းလေးကိုတေချာလေးလာပြီးရဲ့အခြေရောက်တော့အရှိမပုံထားတဲ့မဲခေါင်ရဲ့အဝိစားရိကိုလုံကပြစ်ချပေးလိုက်တော့တယ်မဲခေါက်နဲ့အရှိကိုကြလာတဲ့အဝိစားတွေကိုအနမ်းခံလိုက်တဲ့ချိန်ခြေရောက်ကနေစပြီးလူပုံတဲ့တဲ့အဖြစ်တပြေးပြေးပြောင်းလဲလာခဲ့တာ နောက်ဆုံးမှာတော့ပုံမှန်လူသားဖြစ်ပြန်ရောက်သွားခဲ့တယ်။အသည်စိတ်ဝင်လာတဲ့မဲခေါင်ကရှေ့မှာချထားတဲ့အဝိစားတွေကိုကောက်ဝဲလိုက်ပြီးတော့ခုနကတပည့်ရောဖာပြစ်သွားတယ်ဆိုတော့လုံးဝမမှန်မိတော့ပါဘူးဖေရ။အင်းမင်းရဲ့အရေးကြီးနေဆိုတမန်ကြားဖြစ်ပြောင်းလဲလို့ရပြီ။ဒါပေမဲ့အရေးကြီးရဲ့အချက်တခုကတမန်ကြားပြောင်းတော့မယ်ဆိုရင်မင်းရဲ့အရင်နီးဆုံးလူတယောက်ကိုခေါ်သွားရမယ်။ပြီးရင်မင်းရဲ့အဝိစားတွေကိုသူ့ကိုပေးထားရမယ်။မင်းရဲ့အသီးစိတ်ပြောင်းနေချိန်မှာ ရန်သူမိတ်ဆွေခွဲခြားနိုင်မှာမဟုတ်တဲ့အတွက်တမန်ကြားမပြောင်းခင်အချိန်မှာမင်းရဲ့အဝေးစားတွေယူထားတဲ့သူကိုကြားတစ်ခုစားလွတ်တဲ့တစ်ပင့်အမြင်မှာနှိခါရမယ်။မင်းလူစိတ်ပြန်ရဖို့အတွက်မင်းဝင့်ထားတဲ့အဝေးစားမှာကက်နေရဲ့မင်းရဲ့ကိုနန်းကိုအနှံ့ခံပြီးလူစိတ်ရအောင်လုပ်ရမယ်။တမန်ကြားပြောင်းမိရင်လည်းတရက်တွင်လူအဖြစ်ပြန်ပြောင်းနိုင်ရမယ်။တရက်တွင်မပြောင်းနိုင်ရင်မင်းဘတော်မှလူပြန်ဖြစ်မှာမဟုတ်ဘူး။ငါတို့ဘိုးဘေးတွေကဒီအတတ်ပညာနဲ့တားကောင်တွေကိုဖန်ဆီးပြီး မိသားစုတွေကိုရှာဖွေကြွေးမွေးခဲ့ကြတယ်။အခုမင်းလည်းဒီပညာကိုတက်ပြီးဆိုတော့မင်းရဲ့မိသားစုကိုကြွေးမွေးနိုင်ပါစေ။ဒါဆိုတပီးရောတမန်ကြာဖြစ်ကိုလူရဲချိန်ပြောင်းလို့ရပြီပေါ့။ဟုတ်တယ်။တမန်ကြာပြောင်းတဲ့အခါတရက်ထက်မကျော်စေနဲ့။ပြောင်းတဲ့လူရဲ့ကိုနှက်ပါတဲ့အဝေးဆောင်မပြောင်းစေဖို့တတိထားပါ။နောက်တစ်ခုမှတ်ထားရမှာလူကနေကြာဖြစ်ပြောင်းတဲ့အခါခေါင်းကနေစပြောင်းတယ်။ကြာကနေလူဖြစ်ပြောင်းတဲ့အခါအမိကနေစပြောင်းတယ်။ဒါ ਉਹ တော့သိထားပါ။ မဲခေါက်လည်းဆီအာရော့စကောင်မှတ်သားပြီးရွာကိုပြန်လာခဲ့လိုက်တယ်။ရွာပြန်ရောက်တော့အရင်နီးဆုံးတငယ်ချင်းဖြစ်တဲ့ရဲနာကိုခေါ်ပြီးတမန်ကြားပြောင်းတဲ့အခါလုံရမဲ့အစ်စ်နီကိုပြောပြကလက်တွေ့စမ်းသပ်ခဲ့ကြတယ်။အစပိုင်းမှာတော့ရဲနာလည်းကြောက်နေပြီးမဲ့တပြေးပြေးကြာလာတော့ကျင်သားရလာခဲ့တယ်။မဲခေါက်တမန်ကြားဖြစ်ပြောင်းနိုင်နေဆိုတာလဲရဲနာကလွယ်ပြီးဘသူမှမသိခဲ့ပေ။တမ်းမီတမ်းမီမဲခေါက်တို့ဒီနေ့လဲတောခေါက်ရလာပြန်ပြီ။ရေကြီးတုပ်ပြပြောလာတဲ့ ပါပူးရဲ့စကားကြောင့်ပဇန်နာတိထားတဲ့အရက်ခွက်ကိုချလိုက်ပြီးတော့ငါဒီကောင်းနေကိုမသိငါအောင်ရွာနဲ့ပျောက်သွားပြီးနောက်ပိုင်းမှာတရချားဆိုသလိုတားကောင်းနေရနေရဲ့။နောက်ရသူတို့တုံးဝင်ငါ့ကိုလာပြောကြားလာစိတ်ချတွေ့ရနဲ့လာပြောမယ်။ထံမီအန်တချက်ကျိတ်ကတောင်လက်စအရက်ခွက်ကိုကုံစင်ရမောတော့ချလိုက်တော့တယ်။မဲခေါင်းနဲ့ရဲနောက်ပျောက်နေလို့တဲ့။ဟုတ်လို့လား။ဟိုတနေ့ရောက်ရွာထဲမှာဈေးလာရောက်နေရတွေ့နေသေးတယ်။ဟုတ်တယ် အခုရွာလေးရလူတွေရောက်တော်တယ်လိုက်တက်သွားပြီမနေ့ကတော်လိုက်သွားတာပြန်မရောက်လာလို့ဆိုပဲရဲနာအလောင်းပြန်တွေ့ပြီရဲ့ဟမ်ဘလို့ဖြစ်တာလဲပါသွားတဲ့လူတွေပြောတာတော့အတော့ကိုရုပ်ပြက်စင်ပြက်ဖြစ်နေရတဲ့ငါတင်တောကောင်အကိုက်ခံရတာများလားမဲခေါင်ရောမဲခေါင်လောင်းရောတွေ့ပြီလားမဲခေါင်လောင်းတော့မတွေ့သေးဘူးပြောတယ်သူမိဘတွေရောယဉ်ကျိုးပါပြီဟာဒါဆိုသေးကြပြီတောကောင်ဆွဲသွားတာဖြစ်မယ်အရင်ကဒီနာတဝိုက်ကိုတောကောင်ကြီးကမလာတတ်ပါဘူး ခုတော့တတိထားရော်မယ်အေးအေးငါလဲရွာထဲမှာလိုက်ပြောလိုက်အောင်မယ်ဒီလိုနဲ့ရဲနောက်အလောင်းကိုနေခြင်းမဲ့တကြိုလိုက်တယ်ရဲနောက်အာသူပါလဲပြီးနောက်နေမှာတော့ညာရွာမှာမွေးထားတဲ့နွားကိုကြားဝင်ဆွဲလူတဲ့ဟုတ်လို့လားအရင်ကဒီလိုမျိုးတွေမဖြစ်ခဲ့ဘူးပါအောင်နေမယုံရင်ဦးလာမြန်အောင်သွားမေးကြည့်ညာနှစ်နာရီလောက်မှနွားအော်တန်ကြားလို့ထကြည့်ရော့နွားပေါက်လေးကိုဂုတ်ကနေခဲထားတဲ့ကြားတကောင်တွေ့ရတဲ့ဖះဖះဒီပုံစံတိုင်းဆိုညာဘက်တွေတတိထားရော့မယ် ငွားအိကစိတ်တည်ဝတ်တည်ကိုလည်းခြံအလိုခတ်ထားမှရတော့မယ်။မြင်မြန်လို့တင်ညတော့ဝင်ဆွဲချင်းဆွဲနေအောင်မယ်။ရွာထဲမှာလည်းကျောင်းဝင်နေဆိုတဲ့တဲ့င်းကြောင့်လူတွေအကုန်ရုံရုံတဲတဲဖြစ်ကုန်တယ်။ကာလာသားတွေကတော့ညာဘက်ကင်းဆောက်ပြီးကျွဲနှောတွေလာဆွဲတဲ့ကျောင်းကိုဖမ်းဖို့စူးစားခဲ့တယ်။ဒါပေမဲ့လူစုံတက်စုံစောင့်တဲ့နေဆိုရင် အရေးအယာမမြင်ရမလာတော့ဘူးထင်လို့ပေါ်ရော်တဲ့နေဆိုရင်တကောင်မဟုတ်တကောင်ပသွားစမြဲပဲ။ဒီလိုနဲ့တပြေးပြေးအတင့်ရဲလာကောင် တောဆက်မှာတင်းခုံနေတဲ့လူတွေကိုတော့ဝင်ဆွဲတဲ့အထိတောင်းကျမ်းခဲ့တယ်။ရွာရရလူတွေလည်းစိုးရိမ်ကြောက်ကြစိမ့်နဲ့တခြားရွာကိုပြောင်းပြေးတဲ့အထိဖြစ်လာတော့ရွာတကြီးလည်းမနေသားတော့ပဲတောင်းနေရှာပြီးအသေးဖမ်းမှုကြိုးစားခဲ့ကြတယ်။မီးတုပ်တွေလေးရည်များတဲ့အသင်းဖြစ်ရေးသွားကြမယ်ဟဲ့။ထံမီးရဲ့အော်တန်ကြောင့်90လောက်ရှိရဲ့လူအုပ်ကြီးကလေးရည်များတွေကိုလွှဲလိုက်ကြတော့တယ်။ဒီကောင်မသေးငါတို့ရွာမပြန်ဘူး။ကြံတဲ့သူတွေလည်းတွေ့ရတဲ့အမိတ်မဆောက်ပဲအသေးသာတက်ပြေးကြ။ ဒီညငါတို့အတွက်တမိုင်းကောင်ရေးထုတ်မဲ့နေပဲ။တံမီးရဲ့ကျုံးအားတန်ကြောင့်လူဟုတ်ကြီးရဲ့စိတ်တွေတက်ကြွလာပြီးမိတုံးတွေကိုစီကိုင်းကတော်လဲဝင်ခဲ့ကြတယ်။လူစုမကွဲစေနဲ့အားလုံးသတိထားကြ။ဒီကောင်ကပားရင်နဲ့ရရှိရဲ့။တံမီးရလူဟုတ်ကြီးကိုလှမ်းအောင်ပြောရင်ပဝင်းကြီးကိုအကဲခတ်လိုက်တော့တယ်။အယမ်းမောင်နေပြီ။အားလုံးတစ်ပြေခွာကြတွေမှာနေရယူကြ။ရွာတရယူလာတဲ့နွားပေါက်ကိုမြင်ကွင်းရှင်းတဲ့နေရာမှာခြိထားအောင်။တံမီးရ ။စံမြသူရဲ့ကောင်းစုကိုလက်လက်ဆက်ဆက်ရာထားသူဖြစ်တဲ့အတွက်အားလုံးရှိမှပါဝါပြကအော်ဟစ်နေခဲ့တယ်။ရွာသားတွေလည်းဆက်ရှိလက်ရှိနဲ့စောင့်နေကြတာ။ညာတကောင်ကြော်ချေရောက်တော့ခြိထားတဲ့နွားပေါက်လေးကတစုံတစ်ခုကိုတည်နေရဟန်နဲ့အတင်းယုံကအော်ပါလေရော။နွားပေါက်တန်ကြောင့်လင်းစင်အသေးသေးမှနေရာယူထားတဲ့ရွာသားတွေကလေးနဲ့များအစင်သစ်ပြင်ထားလိုက်ပြီးအတန်ကိုနားဆွနေလိုက်တယ်။ရုတ်တရက်နွားပေါက်လေးနဲ့မလန်းမကန်းမှရှိရဲ့တော်လန်းနေရနေ။ တိရွက်ချောင်းနေတဲ့တန်ကိုကြားလိုက်ရတော့တယ်။တံမီးကအတန်ကြာတဲ့ဘက်ကိုတတိထားဖို့လက်ဟန်ချီဟန်နဲ့အချက်ပြလိုက်ပြီးလက်ထရလေးနဲ့မြောင်းအသင့်ပြင်ထားလိုက်တယ်။အတန်တဖြည်းဖြည်းနဲ့နီးလာလေးလေးရွာသားတွေရဲ့စိတ်တွေလှုပ်ရှားလာလေးလေးဖြစ်ခဲ့တယ်။တံမီးကရေကနေလှုပ်ရှားတဲ့အရေးတစ်ခုကိုတွေ့လိုက်တဲ့အချိန်လက်ထရမြောင်းကိုပြစ်လို့ဖို့မြင်လာရတဲ့မြင်ကွင်းကြောင့်လက်ကိုအပေါ်ထောင်းလိုက်ရတယ်။မပြစ်ကြနဲ့အောင်လူတယောက်ထွက်လာတာငါတို့စောင့်နေရဲ့အကောင်မဟုတ်ဘူး။ တန်မီရဲ့အော်တန်ကြောင့်ရွာသားတွေကြည်လိုက်တော့ယောဂီဝစ်စုံဝစ်ထားတဲ့လူတရားဖြစ်နေရတွေ့လိုက်တော့တယ်။ဟဲ့လူခမားသိချင်းတို့လားဒီနေရာတောကောင်နေသွားလာနေရဲ့နေရာဗျ။လင်းစင်ဘုံကနေအော်လိုက်တဲ့အတန်ကြောင့်ယောဂီဝစ်စုံတဲ့လူကကြိုးချီထားတဲ့နွားပေါက်လေးကိုအသာအရာပုတ်တက်လိုက်ပြီးတော့မင်းတို့ကရွာထဲဝင်ဆွဲတဲ့ကြောင်ပြစ်ဖို့စောင့်နေကြဟလား။ဒါဆိုစောင့်မနေနဲ့တော့သူမရှိရော။ခမားကဘာသိလို့ပြောနေရလဲ။ဟိုတနေ့ကတော့ရွာထဲကလူတရားကိုဆွဲသွားသေးတယ်။ မင်းတို့ရှာနေရဒီအရာလားယောဂီဝင်းတဲ့လူကပြောရင်းဆိုရင်လက်လက်ဆက်ဆက်ခွာထားတဲ့ကြားသည်ရေကိုထောင်းပြလိုက်တယ်ခမရဘဲရရလဲဟိုဘက်နာမှာကြားလိုက်မုံဆိုးရည်နဲ့တွေ့လို့ကြုတ်ကိုလှူလိုက်တာပါမင်းတို့ရှာနေရတောကောင်ရဲ့လက်ပင်းမှာ လက်တထွာလောက်ရှိရဲ့ဒဏ်ရာတစ်ခုရှိရမလားဟုတ်တယ်ထမ်းမီဒါငါတို့ရှာနေရအကောင်ရဲ့တည်ရေပဲအဲ့လိုဆိုရင်တော့ကောင်းတာပေါ့နောက်ဆုံးတော့လေငါတို့ရွာဘေးကင်းသွားပြီပေါ့ကဲအားလုံးပြန်ကြမယ် ဟဲ့လူခမရောကျုပ်တို့နဲ့လိုက်အောင်မလားဒီမှာအန္တရာယ်များတယ်နော်ကျုပ်တို့ကအန္တရာယ်မရှိနိုင်ပါဘူးဒီနေရာမှာကျုပ်လုံးစရာကိစ္စလည်းရှိနေသေးလို့မလိုက်တော့ပါဘူးဒါဆိုလဲကျုပ်တို့သွားပြီပါဘူးမင်းကနွားပေါက်ကိုပြန်ခေါ်ခဲ့ဟိုကောင်ကတော့ကြားလိုက်မုံဆွေရဲ့လက်ချက်နဲ့တေသွားတာတေကြပြီအော်ခဏလေးနေပါဦးဒါရီယာမိတ်ဆွေတို့ပစ္စည်းရဖြစ်မယ်ပြောပြီးတော့လွယ်အိတ်တရအရာတစ်ခုကိုထုတ်ပေးလိုက်တယ် ။တံမီကံမီရဲ့ရောင်ကြည့်ပြီးမျက်စိမျက်နှာပြက်သွားတော့တယ်။ဒီအဝိစားတွေခမားဘယ်ရရလာလဲ။ကြုံလမ်းမှာတွေ့လို့ကောက်လာတာပါ။ဒီနားမှာလည်းမိတ်ဆွေတို့ပဲရှိရဲဆိုတော့ဒီပစ္စည်းတွေကတခြားလူဟာတော့မဟုတ်တော့ပါဘူး။ပေပေအဲ့ဒါကျုပ်တို့အဝိစားတွေကြားခဲ့တာ။ဒါပဲလား။နောက်ဘာပေးစရာရှိသေးလဲ။မရှိတော့ပါဘူး။အပြန်လန်းခီးဖြောင်းပြပါစေ။ယောဂီဝင်တဲ့လူရဲ့စကားဆုံးမှာတံမီးကလက်ထရမီးတုပ်ကိုဖွေရမ်းပြီးပြန်ထွက်သွားခဲ့တော့တယ်။ လူဟုတ်ကြီးထွက်သွားပြီးတော့ယောဂီဝေလူကတစ်ပင်တစ်ပင်အောက်မှာထိုင်ကြပြီးနှုတ်ကနေမတူးမကျင်လေးရွတ်ဖက်နေရော်တယ်။ဂါရာရွတ်နေရင်နားထဲမှာကြိုင်းတန်တစ်ခုကြားလိုက်ရတော့ရွတ်နေရရက်လိုက်ပြီး အသင်လာတော့တင်းုံကျုပ်စောင့်နေရပါ။အရီလူပြောကလက်ကိုစံတန်းလိုက်တဲ့ချိန်လူတရံလောင်းမြင့်တဲ့ချုံတွေကိုကြော်လာပြီးရောက်လာတဲ့ကိုးတော်ကြားတကောင်မြင်လိုက်ရတယ်။အဆွေဖူးဖူးနဲ့မန်းဖီနေတဲ့ကိုးတော်ကြားကယောဂီဝေစုံတဲ့လူကိုမြင်တော့စိတ်ရိုင်းနေပုံဝင်လာပြီး ကန့်ခဲရန်ခုံအုံးလိုက်တယ်။ခုံဝင်လာတဲ့ကိုရောင်ကြာယောဂီဝန်ဆောင်တဲ့လူနာမရောက်ခင်မှာအတားစီတစ်ခုနဲ့ထိတွေ့လိုက်တယ်လို့အနောက်ကိုဖင်ထားရဲလဲကျသွားတော့တယ်။နာကျင်သွားတဲ့ကိုရောင်ကြာချက်ချင်းပြန်ထလာပြီးခုံအုံးလိုက်ပြန်တယ်။ဒီတစ်ခါမှာတော့ယောဂီဝေဝစ်ထားတဲ့လူရဲ့လက်ဝါးကကိုရောင်ကြာရဲ့မျက်လုံးနှစ်ခုအလဲမှာရှိတဲ့နေရာကိုရိုက်ချလိုက်တယ်။လက်ဝါးနဲ့ရိုက်ချလိုက်တဲ့ချိန်နွားပေါက်တစ်ကောင်ချီပြီးလူတရဲလောင်မြင့်တဲ့ချံကိုခုံကျော်နိုင်တဲ့ကိုရောင်ကြာက စန်းငင်စန်းငင်ဖြစ်စေခဲ့တယ်။ယောဂီဝင်ထားတဲ့လူလဲမြေကြီးပေါ်မှာစန်းငင်စန်းငင်ဖြစ်နေတဲ့ကိုးတော်ကြားရဲ့ခေါင်းပေါ်လက်တင်ပြီးတော့အသိစိတ်တွေပြန်ဝင်စမ်းအဲရီလို့ပြောလိုက်တဲ့ချိန်အမီးပါးရနေစားပြီးတဖြည်းဖြည်းပြောင်းလဲလာကအဝေစားလုံးဝမရှိတဲ့လူတယောက်ဖြစ်ကိုရရှိသွားကြတော့တယ်။ကိုးတော်ကြားဖြစ်ကနေလူဝသွင်းပြောင်းသွားတဲ့သူကတတိလုံးဝမရပဲမေမျောနေရမြင်တော့ယောဂီဝင်လူကလွယ်အိတ်ထဲမှာပါတဲ့ဘူးတိကျောက်ရေဘူးကိုထုတ်ကား မျက်နာပေါ်လောင်းချလိုက်တော့တယ်။ဒီရောမှတတိလင်းနေရဲ့သူကပြန်တတိရလာပြီ။ကျုပ်ဘယ်ရောက်နေရလဲ။ရဲနာရဲနာရောစိတ်အေးအေးထားပါ။တင်အခုလူပြန်ဖြစ်နေပါပြီ။တင်းတင်ငယ်ချင်းကတော့ကံမကောင်းစွာနဲ့တမန်စားတစ်ကောင်ရဲ့ကြိုက်သက်ခြင်းကိုခံရတော့တယ်။ကျုပ်တည်ရဲ့ဘသူလုံလဲဆိုတာကျုပ်တည်ရဲ့ဒီကောင်လက်စားပြန်ချင်မယ်။တင်းစိတ်ကိုခဏအနာပေးလိုက်ပါ။တင်လူဘဝပြန်ရောက်ဖို့ကျုပ်ကူညီပေးခဲ့ပြီ။ တင်တရိစ္ဆာန်ဘဝမှာပြန်နေခြင်းတော့လှုပ်ပါကြုံမတားပါဘူးတင်ဒီဝေစားတွေဝစ်လိုက်ပါကျုံနာမည်မဲခေါလို့ခေါ်တယ်တင်ရောဘသူလဲအဝေစားတွေအရင်ဝစ်လိုက်ပါပြီးရင်ကျုံဘသူလဲဆိုတာပြောပြပါမယ်မဲခေါလဲရှေ့မှာချထားတဲ့ယောဂီဝေစုံကိုဝစ်လိုက်ပြီးတော့ကျုံဝစ်ပေးပြီးဘာဆက်လုပ်ရမှာလဲဝေပေးပြီးဆိုရင်ကျုံနောက်ကိုလိုက်ခဲ့ပါတင်မှာသွားစရာမရှိရောရွာထဲပြန်သွားရင်လဲတင်းကိုလူသက်သမားဆိုပြီးလက်ခံမှာမဟုတ်ဘူး ဘာလို့လက်မခံရမှာလဲကျုပ်ကဘသူ့ကိုမှတက်ခဲ့တာမဟုတ်ဘူးမဲခေါင်မင်းလူစိတ်ပြောင်းနေချိန်မှာတတော်ဝါဒီရဲ့အသက်ပေါင်းများစွာကိုတက်ခဲ့ပြီးပြီမင်းရဲ့လက်ပြီးမှရှိနေတဲ့ဒဏ်ရာမင်းကိုလူသက်သမားဖြစ်အောင်တွန်းပို့ကြလိုက်မယ်ဒါကြောင့်ကျုပ်ခေါ်တဲ့နေရာကိုလိုက်ခဲ့ပါကျုပ်မှရွေးချယ်စရာမရှိရဘူးပေါ့ဒါပေမဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူကတော့လက်စားချေခွင့်ပေးပါဒါကတော့မင်းဆုံးဖြတ်ပါကျုပ်ခေါ်တဲ့နောက်ကိုတုံးလာပဲလိုက်ခဲ့ပါ သုံးလားပြည့်ရင်မင်းလှုပ်ကျင်တယ်လို့လှုပ်ပါကျုပ်ခွင့်ပြုပါရယ်။ကောင်းပြီလေကျုပ်လိုက်ခဲ့မယ်။သုံးလားပြည့်ရင်တော့ကျုပ်သဘောတိုင်ဆက်လုပ်မယ်။ပြောပြီးတော့ယောဂီဝေခေါ်ရနောက်ကိုလိုက်ပါသွားတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မော်တမန်ကြားဆိုတဲ့ဇလန်ကတော့ဒီမှာလေးပဲပြီးဆုံးပါပြီ။ဇလန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။